โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့သင်ခန်းစာလေးမှာတော့ move logic and instruction ပါနောက်ဆုံးအနေနဲ့ instruction တစ်ခုဖြစ်တဲ့ဒီ move logic ရဲ့က CLR ဆိုတဲ့ instruction ကိုကျွန်တော်အနေနဲ့ပြောသွားမှာဖြစ်ပါတယ်ဆိုတော့ CLR ဆိုတဲ့ instruction ကနော်အဲသူ့ရဲ့အလုပ်လုပ်ပုံလေးပေါ့နော်ဆိုတော့ တွေ့ရလို့လို့ပုံကဘလို့ဖြစ်မှာလဲဆိုလို့ရှိရင်เนาะဆိုကြပါစို့ပေါ့เนาะကျွန်တော်တို့ကဒါတော့ဒီဘာမှမရေးထားပြနေကျွန်တော်ဒီမှာ program တစ်ခုပေါ့เนาะဒီမှာကျွန်တော် integer ကိုကျွန်တော်ခေါ်လိုက်ဟုတ်ပြီเนาะအဲ့တော့ integer data ထဲမှာကျွန်တော်ကเนาะကိန်းဂဏန်းနေကျွန်တော်တို့သုတ်သိမ်းမယ်ဟုတ်ပြီเนาะအဲ့ကျွန်တော်ကဒါသူ့ရဲ့ data data base ထဲမှာကိန်းဂဏန်းလေးတွေကျွန်တော်တို့ထည့်လိုက်ဟုတ်ပြီเนาะ ဒီလိုထိုက်လိုက်တဲ့ဆိုရင်နော်ဟိုကျွန်တော်ထိုက်လိုက်တဲ့ဒီဒီကိန်းကနန်းပေါ့နော်ဒီကိန်းကနန်းကသူကဒီအင်တီဂျာတဲ့ဟိုဒီကိန်းကနန်းနေရာဝင်နေတာဟုတ်ပြီနော်ဆိုတော့အာကျွန်တော်ကဒီမှာထားပါတော့နော်ကျောပါ instruction ပဲတုံးတုံးပေါ့နော်ဒီမှာအပြင် move instruction ပဲတုံးတုံးဟုတ်ပြီနော်အဲ move instruction တုံးလဲရတယ်နော်ဒါမှမဟုတ်ရင်ကျွန်တော်တို့ เนาะဒီမှာ answer instruction သုံးလဲရတယ်ဟုတ်ပြီနော်ဆိုတော့ဒါကျွန်တော် answer instruction ကိုရှင်းပြမှာမဟုတ်ဘူးเนาะအဲဒီမှာကျွန်တော်တို့ integer တွေကိုကျွန်တော်ဒီထဲကိုထည့်လိုက်ပါဟုတ်ပြီနော်ဆိုတော့ဒီမှာပေါ့เนาะဒါကျွန်တော် integer တွေเนาะ integer တွေကျွန်တော်ထည့်လိုက်ပါเนาะ ေးဆိုတော့ဒါအခုနောက်တော့ကျွန်တော်ဒီမာကရိုကံမမရေးသေးပဲနဲ့ကျွန်တော်ထည့်လိုက်တယ်ဟုတ်တန်ဖို့လေဟုတ်ပြီနော်ဆိုတော့ဒီတန်ဖို့ကနော်ဒါကျွန်တော်တို့ဒီ PC ကို online လုပ်တယ်ဆိုရင်လေနော် online မှာကျွန်တော်တို့နော်အဲ download လုပ်တယ်ဒီတန်ဖိုးကရှိနေပြီ ော်ပြီးတော့ဒါကျွန်တော်ထည့်ခဲ့တဲ့တန်ဖိုးဆိုတော့ကျွန်တော်ကဘာလုပ်ချင်တာလဲဆိုတော့ဒီ database ထဲမှာရှိတဲ့ဒီ integer ထဲမှာရှိတဲ့ table ထဲမှာရှိတဲ့တန်ဖိုးတွေကိုကျွန်တော်ဖြတ်တာဖြတ်ချင်တာဟုတ်ပြီနော်အဲ့တော့တန်မှာဖြစ်ကျွန်တော်တို့တန်ဖိုးတွေကို0ဖြစ်အောင်ပြန်လုပ်ဖို့ဆိုရင်နော်အဲကျွန်တော်ဖာပြန်လုပ်ရလဲဆိုတော့ဆိုကြပါတော့ဒီ integer ထဲမှာကိုသွားပြီးတော့ကျွန်တော်တို့ကနော်အဲ0ဆိုပြီးတော့ပြန်သွားပေးလိုက်တာဟုတ်ပြီနော်ဒါပေမဲ့ကျွန်တော်တို့ကအဲ့လိုမဟုတ်ဘူးနော် အဲ PSC ကနေပြီးတော့လမ်းပြီးတော့ PSC input တစ်ခုခုကနေလမ်းပြီးတော့အဲ့ဒီဒီပါဒီအင်ဒီယာထဲမှာရှိတဲ့တန်ဖိုးတွေဖြတ်ချင်တယ်ဆိုဘယ်လိုဖြတ်လို့ရလဲဟုတ်ပြီနော် okay အဲဒါလေးကိုကျွန်တော်နော် clear screen instruction ကိုသုံးပြီးတော့ဘယ်လိုဖြတ်တော့ဖြစ်ပါတယ်ဆိုတော့ဒီမှာပေါ့နော် clear screen instruction ဖြစ်ပါတယ် ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့က clear expression သုံးဖို့အတွက် input တစ်ခုတော့ပေးရမယ်နော်အဲ့တော့ဒီ input ပေးပြီးသွားရင်ကျွန်တော်တို့ဒီမှာ clear ဆိုရင် instruction ကိုကျွန်တော်သုံးမယ်အဲ့တော့ဒီ move logical တဲ့ကကျွန်တော်တို့ဒီမှာ see ရလားဟုတ်ပြီနော်အဲ့တော့ဒီထဲမှာကျွန်တော်က not be data ကိုဖြတ်ခြင်းလဲဟုတ်ပြီနော်ကျွန်တော်ထည့်လို့ရတယ်ဆိုတော့တကယ်လို့ကျွန်တော်နောက်ထပ်တစ်ခုထပ်ပြီးတော့နော်အဲသုံးခြင်းလဲဆိုရင်လည်းကျွန်တော်တို့ကသုံးလို့ ရတယ်ဟုတ်ပြီနော်နောက်တစ်တစ်ခုထပ်သုံးကြည့်တယ်ဆိုလဲသုံးလို့ရတယ်နော်နော်ဒါ clear တော့သူကတော့တစ်ခုနေเนาะဒါတစ်ခါလေးเนาะညော data တစ်ခုပဲသူကအဲဖြတ်သွားမှာဖြစ်တယ်ဟုတ်ပြီနော် ကလီးယားလုတ်သွားမယ်တဘောပေါ့နော် Okay ဒါဆိုရင်ကျွန်တော်ဒီနော်နောက်ထပ် data တစ်ခုလည်းကျွန်တော်ဖြတ်လိုက်မယ်ဟုတ်ပြီနော်ဒါဆိုကျွန်တော်တို့ကဒီ data ကိုနော်ဝင်ဖို့အတွက်ဒီမှာ input တစ်ခုပေးပါဟုတ်ပြီနော်ဒါဆိုကျွန်တော်ဒီမှာဒီ unlogic ထဲမှာရှိတဲ့ဒီ data ကနော် ကျွန်တော်တို့ဒီကနေပြီးတော့လမ်းပြီး clear လုပ်လိုက်တဲ့ရှိရင်ဒီ instruction ထဲမှာလည်းမရှိတော့ဘူး database ထဲမှာလည်းမရှိတော့ဘူးဟုတ်ပြီနော်အဲအဲ့လိုဖြစ်သွားမှာဖြစ်ပါတယ် okay ဒါဆိုရင်ကျွန်တော်ဒီမှာ download လုပ်မယ် online လုပ်မယ် run မယ်ဟုတ်ပြီနော်ပြီးသွားရင်ကျွန်တော်ဒီမှာလည်းဆက်ကြည့်မယ်နော်ဆိုတော့ကျွန်တော်ဘာလုပ်ထားမလဲဆိုတော့ဒီမှာနော်ဒီမှာလည်းမြင်ရတယ်ပေါ့နော်ကျွန်တော်ဒီမှာတန်ဖိုးတွေမြင်ရတယ် ဒီမှာလဲကျွန်တော်ပို့ပြီးတော့တိတာထိပ်ဖြောင်းအောင်ဒီမှာတော့တန်ဖိုးတွေပြတာပါဟုတ်ပြီနော်โอเคအဲ့တော့ဒီတန်ဖိုးတွေကိုနော်ကျွန်တော်တို့ကမလုပ်ချင်တာလဲဆိုတော့နော်ဒီတန်ဖိုးတွေကျွန်တော်တို့နော်အဲကလီယာလုပ်လိုက်ချင်တာဟုတ်ပြီနော်ဒါဆိုရင်โอเคဒါဆိုကျွန်တော်ကမှာကလီယာနော်ဒီဟာလေးကိုကျွန်တော်နှိပ်လိုက်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်ဒီမှာ ရှမ်းမိုးနေရာ0ဖြစ်သွားတယ်။ဟုတ်ပြီနော်။ဆိုတော့သူကဒီမှာပေါ့နော်။ကျွန်တော်ဒီမှာတစ်ချက်ပြန်သွားကြည့်မယ်ဆိုရင်လည်းကြည့်လို့ရတယ်။ဟုတ်ပြီနော်။ဒီမှာလည်းသူ0ဖြစ်သွားတယ်။နော်။ဆိုတော့ဒါကတော့ဒီ data ကို clear လုပ်တာဖြစ်တယ်။တကယ်လို့ကျွန်တော်တို့က bit တွေကို clear လုပ်ချင်တယ်ဆိုရင်ရောရတာပေါ့နော်။ Okay ။အဲဒါဆိုကျွန်တော် bit တွေကိုလည်း clear လုပ်လို့ရတယ်။ဟုတ်ပြီနော်။ဒါ digital input တွေကိုလည်းကျွန်တော်က clear လုပ်ချင်တယ်ဆိုရင်လည်း လုတ်သွားလို့ရတယ်ပေါ့နော်ဆိုတော့ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်ဒီမှာတစ်ချက်ပြပေးမယ်ကျွန်တော်ဒီမှာ input တစ်ခုပေးလိုက်မယ်နော်ကျွန်တော်ဒီမှာ lash တခါတည်းတုံးလိုက်ပေါ့ပြီနော်အဲ့တော့ကျွန်တော် lash တုံးတယ်ဆိုတာကကျွန်တော်ဒီ digital နော်ဒီမှာ output တစ်ခုပေါ့နော်ကျွန်တော်က lash တုံးပြီးတော့ဖွင့်လိုက်တာဟုတ်ပြီနော်ဒီတော့ဒါပေမဲ့ကျွန်တော်က clear နောက်ထပ် input တစ်ခုကျွန်တော်ထပ်တုံးနော်ဒီမှာနောက်ထပ် input တစ်ခုတုံးမယ် သုံးပြီးတော့ကျွန်တော်တို့ဒီမှာ on clear instruction ကိုသုံးလိုက်ဟုတ်ပြီနော်ဒါဆိုရင်သူ့အတွက်ကျွန်တော်ဒီမှာ input နောက်တစ်ခုပေးပါမယ်ပေးပြီးသွားရင်ကျွန်တော်တို့ဒီမှာเนาะဘာကို clear လုပ်မှာလဲဆိုတော့ကျွန်တော်ဒါကို clear လုပ်ဟုတ်ပြီနော် okay အဲ့တော့ကျွန်တော်ဒါဘာကိုသတိပြရလဲဆိုတော့ ကျွန်တော်က lash and lash လောက်ဆီအောင်လုပ်တော့ပဲနဲ့ဟာ clear ဆိုပြီးတော့ဒီ tempo ဒီ digital input ကိုလည်းကျွန်တော်တို့ကနော် clear လုပ်လိုက်လို့ရတယ်ဟုတ်ပြီနော်ကျွန်တော်ဖြတ်လိုက်လို့ရတယ်ဗောနော်ဖြတ်လိုက်တယ် clear လုပ်လိုက်တူရတယ်ဟုတ်ပြီနော် okay ဆိုတော့ဒါလေးတစ်ချက်စမ်းပြပါမယ်ဟုတ်ပြီနော်ကဲအဲ့တော့ဒီမှာဒါလေးနော် okay အဲ့တော့အရင်ဆုံး lash လုပ်သွားဟုတ်ပြီနော် okay lash လုပ်တဲ့အတွက်ဒီမှာ output ထွက်တယ် ဟုတ်ပြီနော်အဲ့တော့သူ့ကိုကျွန်တော်တို့က clear ပြန်လုပ်ကြည့်မယ်ဟုတ်ပြီနော် okay ဒါဆိုဒီမှာအောက်ဘုတ်ကပြန်ဖြုတ်သွားတယ် slash လုပ်တယ်နော်အောက်ဘုတ်ထွက်တယ်ဒါလေး clear ပြန်လုပ်ပြီအောက်ဘုတ်ပြန်ဖြုတ်သွားတယ်ဒါပါပဲဟုတ်ပြီနော်ဆိုတော့ဒါကျွန်တော်တို့ဒီနေ့မှာနော်ဒီ move logical instruction ထဲမှာနောက်ဆုံးနော်ဒီကျန်တဲ့ instruction တစ်ခုဖြစ်တဲ့ CLR ဆိုတဲ့ clear instruction နဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့အရှင်းပြခဲ့တာပဲဖြစ်ပါတယ် ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။